မြန်မာ21ရက်နေ့ဖြစ်တဲ့ဒီနေ့ April 18ရက်နေ့မှာစစ်ကောင်စီကနိုင်ငံတော်ဝန်မှရှိတဲ့အကျဉ်းထောင်တွေနဲ့အချုပ်ထောင်တွေကအကျဉ်းသား4863ဦးကိုပြစ်ဒဏ်လွတ်ငြိမ်ခွင့်ပေးလိုက်တယ်လို့ကြေညာပါတယ်။ဒီလွတ်ငြိမ်ဟာနောက်တစ်ချိန်ပြစ်မှုကျူးလွန်ရင်ကြားခံဖို့ကြံရှိတဲ့ထောင်တန်းကိုပါထပ်ပေါင်းကြားခံရမယ်ဆိုတဲ့သတ်မှတ်ချက်နဲ့လွတ်ပေးတာလည်းဖြစ်ပါတယ်။ဒါပေမဲ့အကျဉ်းသားတွေကိုလွတ်ငြိမ်ခွင့်ပေးရမှာ နိုင်ငံရေးအကျဉ်းသားပါတာနေပြီးတချို့အကျဉ်းထောင်တွေမှာဆိုရင် မတရားဖမ်းဆီးခံထားရတဲ့နိုင်ငံလုံးဝမပါဝင်ဘူးလို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကထုတ်ပြန်ပါတယ်။လက်ရှိမှာလွတ်လာတဲ့နိုင်ငံစရင်စတင်ကောက်ယူနေပြီးမကြခင်အတိအကျထုတ်ပြန်ပေးမယ်လို့ PPNM ဦးဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကပြောပါတယ်။စစ်ကောင်စီရဲ့အကြေညာချက်ထဲမှာလည်းဘယ်အကျဉ်းထောင်တွေကဘယ်နှစ်ဦးလွှတ်ပေးမယ်ဆိုတာတော့မပါဝင်ပါဘူး။ ဒါပေမဲ့လွတ်ငြိမ်စရင်ထဲမှာနိုင်ငံခြားသားအကျဉ်းသူအကျဉ်းသား73ဦးကိုလွှတ်ပေးပြီးကြီးနှင်တန်းပေးလိုက်တယ်လို့ဖော်ပြပါတယ်။ပြီးတော့ April 18ရက်မတိုင်ခင်ကထောင်တန်းချခံရသူတွေကိုလည်းကြခံရမယ့်ပြစ်ဒဏ်ရဲ့6ပုံတပုံကို short ပေါ့ပေးလိုက်တယ်လို့စစ်ကောင်စီရဲ့ကြေညာချက်မှာပါရှိပါတယ်။ဒါပေမဲ့အဲ့ဒီလို့ထောင်တန်း short ပေါ့ပေးတဲ့အမှုတွေထဲမှာ မတရားအသိအက်ဥပဒေလက်နက်မှုအကြမ်းဖက်တိုက်ဖြတ်ရေးအက်ဥပဒေအာဂရိအမှုတဘာဝဘေးအမှု ဖောက်ခွဲမှုမူရစေဝါမှုလူသတ်မှုမဒိမ့်မှုတို့မပါဝင်ဘူးလို့စစ်ကောင်စီကဆိုပါတယ်ຫນွေອູ້ຕົ້ນຫຼັນຍີອຕວင်ອານາໄຕມຸສັ່ນຈင်ຕູເລກໍອະຈັນພັດຫມຸເລັດນັດຫມຸພောက်ຄວ້ຫມຸມັດຍາອະເຕນອຫມຸໂຕເນສິດກອງສີກາຕຍາສ້ວຍສູທ້ອງຊະທາດາລີຊິບາເດດາອະປຽນໄນງານດໍອະຕາຍເປັນຄັນປົກໂກດໍອອງຊັ້ນສຸຈີເນຕະມະດາອູ້ວິນມິນໂຕອະປາວິນ NLD ອະຊູຍາອພ່ວວິນໂຕໂກເລ အဂရီအမှုတဘာဝဘေးအမှုတွေနဲ့ဆက်ဆွဲပြီးမတရားအကျဉ်းချထားပါတယ် PPNM ကတော့အကျဉ်းထောင်တည်တည်မှာမတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့နိုင်ငံကောင်ဆောင်တွေအပါအဝင်နိုင်ငံရေးအကျဉ်းသားအလုံးကိုချွင်းချက်မရှိအ мян ဆုံးလွှတ်ပေးဖို့တိုက်တွန်းတောင်းဆိုထားပါတယ်အာနာသိန်းစစ်ကောင်စီကအခါကြီးရက်ကြီးတွေမှာအကျဉ်းသူအကျဉ်းသားတွေကိုလွတ်ငြိမ်ပေးလေရှိပေမဲ့ရာဇဝတ်မှုတွေနဲ့ဖမ်းဆီးထောင်ချခံရသူအများစုကိုပဲလွှတ်ပေးတာလို့နိုင်ချင်းမိသားစုဝင်တချို့ကပြောထားပါတယ် စစ်တပ်အာဏာသိမ်းချိန်ကစပြီး၄နှစ်ကျော်ကာလအတွင်းအာဏာသိမ်းဖြစ်စဉ်နဲ့ဆက်ဆက်ပြီးဖမ်းခံရသူစုစုပေါင်း၂9030ဦးရှိတယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီဆောက်ရှောက်ရေးအသင်း AAPP ကဖော်ပြထားပါတယ်ရှင်။